ငလင်တန်တဲ့သခိုင်းမန္တလေးနဲ့နေပြည်တော်တို့မှာ Aquit Clinic ရဲ့လဝါပင်းအင်ဂျင်နီယာတွေကအဆောက်အုံ2000ခန့်ကိုစစ်ဆေးချက်တွေအရပြန်လည်အသုံးပြုနိုင်တဲ့အဆောက်အုံအလုံးရေ14640ရှိကြောင်းမြန်မာနိုင်ငံငလင်ကော်မတီကထုတ်ပြန်ထားပါတယ်။မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်မြန်မာနိုင်ငံငလင်ကော်မတီအနေနဲ့ ငလင်းတန်ခန်းစားခဲ့ရတဲ့အဆောက်အုံတွေရဲ့အခြေအနေကိုစနစ်တကျစစ်ဆေးမှုတွေဆောင်ရွက်နိုင်ဖို့အတွက်စိတ်ပါဝင်စားသူလဝါပေးလို့တဲ့အင်ဂျင်နီယာတွေကိုဖိတ်ခေါ်ပြီးအခွင့်ကလင်းတွေကိုနေပြည်တော်ရန်ကုန်မန္တလေးနဲ့စကိုင်းစားတဲ့မြို့ကြီးတွေမှာဧပြီ9ရက်ကစတင်ဖွဲ့စည်းခဲ့တယ်လို့သိရပါဗျ။ဆက်လက်ပြီးတိပေးထုတ်ပြန်ချက်အမှတ်စဉ်လေးမှာဖော်ပြထားတဲ့ပထမအဆင့်လုပ်ငန်းတရဖြစ်တဲ့ ထိခိုက်ပျက်စီးသွားတဲ့အဆောက်အုံတွေရဲ့ပြန်လည်အသုံးပြုနိုင်စွမ်းဆန်းစစ်ခြင်းလုပ်ငန်းတွေကိုသခိုင်းမန္တလေးနဲ့နေပြည်တော်မြို့တွေမှာ Aquit Clinic Volunteer Engineer တွေဆောင်ရွက်လျက်ရှိရလို့သိရပါတယ်။လက်ရှိအချိန်အထိလောဝါပြင်း Engineer တွေကသခိုင်းမန္တလေးနဲ့နေပြည်တော်မြို့တွေမှာစစ်ဆေးခဲ့တဲ့အဆောက်အုံစုစုပေါင်း2000ခန့်ကောက်ခံပြီးဖြစ်ပြီးစစ်ဆေးချက်တွေအရပြန်လည်အသုံးပြုနိုင်တဲ့အဆောက်အုံစုစုပေါင်း14,604လုံး85ရာခိုင်နှုန်း အသေးစိတ်စစ်ဆေးဖို့လိုအပ်တဲ့အဆောက်အုံစုစုပေါင်းအလုံး3015ရာခိုင်နှုန်းနဲ့အကြီးစားပြန်လည်ပြင်ဆင်မှုနဲ့ငလင်အဖြစ်မုံမှန်မှုလိုအပ်တဲ့အဆောက်အုံစုစုပေါင်း1954လုံး10ရာခိုင်နှုန်းခန့်ရှိရလို့သိရပါဗျ။ဇကိုင်းမန္တလေးနဲ့ နေပြည်တော်မြို့တွေမှာစစ်ဆေးပြီးစီးခဲ့တဲ့အဆောက်အုံတွေရဲ့အခြေအနေတွေကိုလေ့လာဖို့နဲ့အသေးစိတ်အချက်အလက်တွေကိုကြည့်ရှုနိုင်ဖို့ website မှာဖော်ပြထားပြီးနောက်ဆက်လက်ဆောင်ရွက်မယ့်လုပ်ငန်းစဉ်တွေမှာလှူအားပေးဖို့လုပ်ငန်းစဉ်ခေါင်းစဉ်အလိုက်အပတ်စဉ်တွေကြိုတင်ကြေညာပြီးလက်တွဲဆောင်ရွက်ကြဖို့အကူအညီတောင်းခံသွားမှာဖြစ်တယ်လို့သိရပါတယ်